ီနေတဲ့ဒရင်ထဏာကိုနောက်တော့သာနေကြတဲ့ပြည်သက်တွေအားလုံးကိုတာကြည့်ဆွပါလို့နှုတ်ခွန်းဆက်တာလိုက်ရပါတယ်။ဒီနေ့2025ခုနှစ်မေလ14ရက်နေ့စီနေရဲ့တနေ့တာအွန်လိုင်းဒရီယိုထုတ်လွှင့်မှုကိုကျွန်မတာယာကအစီအစဉ်မှုဖြစ်တောင်းဝယူကစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ဒီနားဆင်ရမယ့်သတင်းတွေကတော့ရေပိုင်းနဲ့ကျူကျော်ဝေရောက်လာတဲ့ဘင်္ဂလားဒေ့ငါးဖန်သမား၃ဦးကိုအာရခတပ်တော်ကပြန်လွှတ်ပေးခဲ့တယ်ဆိုတဲ့သတင်း စ်ကောင်စီကြောင့်အိုးတိမ်တွင်းနဲ့ထွန်းရွေကျေးရွာဖြစ်စဉ်လို့အစုလိုက်အပြုံလိုက်တိတ်ဆုံးရမှုဖြစ်စဉ်80ထက်မနည်းရှိနေတယ်ဆိုတဲ့တည်း။မင်းအွန်လိုင်းကုတ်ွယ်တဲ့ဒီတကူစရာတော့ဥစိကိန်းတာနဲ့ဥယျာဉ်တို့ကြောင့်ဗုဒ္ဓဘာသာအကျမ်းဖတ်အဖွဲဖြစ်နေပြီလို့ PSU ပြောဆိုလိုက်တဲ့သတင်းတွေကိုကြားရမှာပါ။ပထမဆုံးအနေနဲ့ရေပန်းနဲ့ကျူးကျော်ဝင်ရောက်လာတဲ့ဘင်္ဂလားဒေ့ငါးဖန်သမား၃ဦးကို အရခတ်တတော်ကပြန်လှုပ်ပိတ်ခဲ့တဲ့ဆိုတဲ့တရင်ကိုနားဆင်ရမှာပါရခိုင်ရေပန်းနဲ့အတွင်းမှာကျူးကျော်ဝင်ရောက်ပြီးတော့ငါးဖမ်းခဲ့တဲ့ဘင်္ဂလားဒေ့နိုင်ငံသားငါးဖမ်းသမား၃ဦးကိုအရခတ်တတော်ကမနေ့ကမေလ17ရက်နေ့မှာပြန်လည်လှုပ်ပိတ်ခဲ့တယ်လို့သိရပါဗျ။ဖမ်းဆီးခံခဲ့ရပြီးပြန်လည်လှုပ်ပိတ်ခဲ့တဲ့သူတွေကတော့ဘင်္ဂလားဒေ့နိုင်ငံတက်စနတ်မြို့ဟန်နီလာယူနီယံအတွင်းမှာရှိတဲ့ဗိုလီတာကျေးရွာကအသက်22နှစ်အရွယ်မိုဟာမက်စစ်တီအသက်23နှစ်အရွယ်ရော်ဘီဦးအလန်နဲ့ အသက်25နှစ်မိုဟာမက်ဟိုဆိန်တို့ဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီဘင်္ဂလားဒေ့ရ်နိုင်ငံသားငါးဖန်သမား3ဦးကိုအာရခတပ်တော်ရဲ့ကမ်းခြေဆောက်တပ်ဖွဲ့ဝင်တွေကပြီးခဲ့တဲ့မေလ12ရက်နေ့မှာရခိုင်ရေပန်းနဲ့အတွင်ကိုဝင်ရောက်ကျူးကျော်ငါးဖန်နေတဲ့အတွက်ဖမ်းဆီးခဲ့တာဖြစ်ပြီးတော့တရက်အကြာထိမ့်သိမ်းမေးမြန်းပြီးနောက်မှာဘင်္ဂလားဒေ့ရ်နယ်စပ်လုံခြုံရေးအဖွဲ့ BGB ပြန်လည်လှုပ်ပေးဖို့အတွက်အာရခတပ်တော်စီမှာတောင်းဆိုလာတာကြောင့်အာရခတပ်တော်ကမေလ13ရက်နေ့မှာ BGP လက်ထက်ကိုလွှဲပြောင်းပေးအပ်ခဲ့တာဖြစ်တယ်လို့လဲဆိုပါတယ်။အဲ့ဒီနောက်သူတို့နိုင်ငံသား၃ဦးကိုလည်းနောက်နောက်ငါးဖမ်းတဲ့အခါမှာဘင်္ဂလားဒေ့နိုင်ငံရေပိုင်နက်အတွင်းမှသာဖမ်းဆီးဖို့နဲ့တပ်ဆိုင်ရာနယ်နိမိတ်ကိုကျော်လွန်ပြီးတော့မဖမ်းဖို့ကိုလည်းတပ်နက်နှစ်ရဲ့ BGP တပ်မတော်စုချုပ်အရာရှိလက်ဖရစ်နဲ့ကနဲ့အရှိခူရဟမန်ကိုငါးဖမ်းသမားတွေကိုမှာကြားခဲ့ပြီးတော့မိသားစုစီပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။ဘင်္ဂလားဒေ့နိုင်ငံသားငါးဖမ်းသမားတွေဟာရခိုင်ရေပန်နက်အတွင်းကိုမကြာခဏဆိုသလို ဝင်ရောက်ကျူးကျော်ငါးဖန်းတာတွေကိုလှောက်ဆောင်နေတာတွေရှိပြီးတော့အရဟတတော်ကလည်းအဲ့ဒီလိုရေပန်းနဲ့ကျူးကျော်ဝင်ရောက်ငါးဖန်းနေတဲ့ဘင်္ဂါဒိတ်နိုင်ငံသားငါးဖန်းသမားတွေကိုမကြခဏဆိုသလိုဖန်းစီကနောက်နောက်ရေပန်းနဲ့ကျူးကျော်ဝင်ရောက်ငါးဖန်းတာကိုမလုပ်ဖို့အတွက်ခံမောကတိထိုးခိုင်းကပြန်လွှတ်ပေးနေတာလဲစက်တိုက်ရှိနေပါတယ်နောက်ထပ်နားဆင်ရမှာကတော့စစ်ကောင်စီကြောင့်ဥဒိတ်တွေနဲ့ထွန်းရွေကျေးရွာဖြစ်စဉ်လို့ အစုလိုက်အပြုံလိုက်တိုက်ဆုံရမှုဖြစ်စဉ်80ထက်မနည်းရှိနေတယ်ဆိုတဲ့တရင်ပဲဖြစ်ပါတယ်စစ်ကောင်စီရဲ့လူမဆန်တဲ့လုပ်ရက်တွေကြောင့်တပရေးမျိုးနဲ့ဥတိန်တွင်ကျေးရွာဖြစ်စဉ်နဲ့ရခိုင်ပြည်ရတက်တာမျိုးနဲ့ထွန်းရွေကျေးရွာဖြစ်စဉ်တွေလိုအရက်သားပြည်သူအစုလိုက်အပြုံလိုက်တိုက်ဆုံရမှုဖြစ်စဉ်ဟာအာဏာသိမ်းကာလလေးနှစ်ကျော်အတွင်းမှာဖြစ်စဉ်ဖြစ်ပွားမှု80ထက်မနည်းရှိလာနေတယ်လို့ ISP မြန်မာရဲ့မှတ်တမ်းတွေကဆိုပါတယ်ပြီးခဲ့တဲ့2025ခုနှစ်မေလ12ရက်နေ့မှာစစ်ကောင်စီကစကိုင်းတိုင်းတပည့်ရဲမြို့နယ် အိုးတိမ်တွင်ကျေးရွာစတင်ကျောင်းကိုလေကျောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စတင်ကျနေတဲ့ကျောင်းသားကျောင်းသူကလေးငယ်22ဦးနဲ့ဆရာမ2ဦးအပါအဝင်စုစုပေါင်း23ဦးတိတ်ဆုံးခဲ့ရပါတယ်။ဒီအိုးတိမ်တွင်ကျေးရွာစတင်ကျောင်းဖွင့်လှစ်တင်ကျနေတာဟာပုံမှန်ကျောင်းဖွင့်ချိန်မဟုတ်ပေမဲ့အညာဒေသမှာလေကျောင်းရံကိုရှောင်ခွေးနိုင်ဖို့ဆိုတဲ့ရွေချက်နဲ့ဖွင့်ထားတဲ့ကျောင်းတွေထဲကမှာအိုးတိမ်တွင်ရွာစတင်ကျောင်းလဲတစ်ခုအပါအဝင်လဲဖြစ်ပါတယ်။အဲ့ဒီအိုးတိမ်တွင်ရွာဖြစ်စဉ်အပြီးတရက်အကြာမေလ23ရက်နေ့မှာတော့ စစ်ကောင်စီဟာရခိုင်ပြည်နယ်ရဲတပ်တော်မြို့နယ်အတွင်းကထုံးရွေကျေးရွာကိုလည်းလေကြောင်းကနေတဆင့်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်တို့အပါအဝင်အရက်သား73ဦးထက်မနည်းဟာတေဆုံးခဲ့ရတဲ့ဖြစ်စဉ်ထပ်မံဖြစ်ပွားခဲ့ပါတယ်။ဆရာနာတိုင်လက်နှစ်ကျော်အတွင်းမှာဒီလိုအုတ်တိန်တွင်ကျေးရွာစာတင်ကြောင်းနဲ့ထုံးရွေကျေးရွာဖြစ်စဉ်လို့အရက်သား70ဦးနဲ့အထက်အစုလိုက်ပြုံးလိုက်တေဆုံးခဲ့ရတဲ့ဖြစ်စဉ်ပေါင်း80ထပ်မနည်းရှိလာနေတာဖြစ်တယ်လို့ ISP မြန်မာကဆိုထားပါတယ်။အဲ့ဒီလိုအစုလိုက်ပြုံးလိုက်တေဆုံးခဲ့ရမှုဖြစ်စဉ်ပေါင်း 80ထက်မနည်းတဲ့အထက်မှာအရက်သား1598ဦးထိတိဆုံးခဲ့တာရှိခဲ့ရပြီးတော့ဒီလိုဖြစ်စဉ်တွေဟာတိုက်နယ်ပြည်နယ်7ခုမှာအများစုဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ပထမအများဆုံးဖြစ်ပွားခဲ့တဲ့နေရာကတော့စကိုင်းတိုင်းဖြစ်တယ်လို့ဆိုထားပါဗျ။ဒါ့အပြင်စစ်ကောင်စီကပြီးခဲ့တဲ့မေလ28ရက်နေ့ကလောက်ကတ်ခဲ့တဲ့ငလင်ကျောက်ယာယီတဖက်သက်အပြစ်ရဲကြောင်ကြေညာထားခဲ့တဲ့တလကျော်ကာလအတွင်းမှာလည်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရက်သား30ဦးနဲ့အထက်တေဆုံးခဲ့ရတဲ့ဖြစ်စဉ် 6ခုထပ်မနေရှိခဲ့ရတယ်လို့လည်းဆိုထားပါတယ်။အဲ့ဒီဖြစ်စဉ်6ခုစလုံးမှာလည်းစစ်ကောင်စီဟာအရက်သားတွေနေထိုင်နေတဲ့ကျေးရွာနဲ့စာတင်ကျောင်းတွေကိုပဲပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်တေဆောင်းသူအရက်သား133ဦးထပ်မနေရှိတယ်လို့လည်းဆိုထားပါတယ်။စစ်ကောင်စီဟာကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ရှမ်းပြည်နယ်၊စကိုင်းတိုင်း၊မကွေးတိုင်းနဲ့ရခိုင်ပြည်ကစစ်ရေးတင်းမာနေတဲ့နေရာတွေဖြစ်သူတို့မထိန်ချောက်နိုင်တော့တဲ့နေရာတွေနဲ့ပြိပကလုံးဝမရှိတဲ့မြို့ရွာတွေကလူနေရက်ကွက်ကျေးရွာဆေးရုံ ကာရဏိကအဆောက်အုံတွေနဲ့စာတင်ကြောင်းတွေကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်နောက်ဆုံးသတင်းမုတ်အနေနဲ့နားဆင်ရမှာကတော့မင်းအောင်ဟန်ကိုကိုတဲ့ဒီတပူစီရတော့ဥစိတ်ကိန်းတာနဲ့ဥဝီရူတို့ကြောင့်ဗုဒ္ဓဘာသာဟာအကျံဖက်အဖွဲဖြစ်နေပြီလို့ PSU ပြောဆိုလိုက်တဲ့သတင်းကိုနားဆင်ရမှာပါစစ်ကောင်စီကောင်းဆောင်မင်းအောင်ဟန်ကိုကိုွယ်ထားတဲ့ဒီတပူစီရတော့ဥစိတ်ကိန်းတာနဲ့ဥဝီရူတို့ကြောင့် ဗုဒ္ဓဘာသာဟာရက်ဆက်ကြမ်းကြုတ်တဲ့အကြမ်းဖက်တောင်းကျမ်းသူအစွန်းရောက်စစ်တွေးကြအဖွဲလို့ပြောဆိုခံရမှုတွေရှိနေပြီလို့ငြိမ်းချမ်းရေးတန်ကတမက PSU ကထုတ်ပြန်ပြောဆိုလာပါတယ်။စစ်ကောင်စီကောင်းဆောင်မြောင်းလိုင်းဥဆောင်တဲ့စစ်ကောင်စီအဖွဲ့ကကိုးကွယ်ထားတဲ့တီတူကူစရာတော်ဦးစေကိန်ဒဥဝရတူအစရှိတဲ့ဗုဒ္ဓဘာသာကောင်းဆောင်တွေကိုယ်တိုင်ကအကြမ်းဖက်တောင်းကျမ်းတဲ့လုပ်ရက်တွေကိုတားမြစ်ရမယ်အစားမြောက်ပင့်ပေးနေတာကြောင့်ဗုဒ္ဓဘာသာကိုရက်ဆက်ကြမ်းကြုတ်တဲ့ အကြံဖတ်တောင်းကျမ်းသူအစွန်ရောက်စစ်တွေးကြအဖွဲလို့မြင်လာကြပြောလာကြတာကိုလည်းနားဆရာမရှိတော့ပါဘူးလို့ပြောဆိုထားပါတယ်ဗုဒ္ဓဘာသာကောင်းဆောင်တွေဖြစ်ကြတဲ့တတူပူစီရတော့ဥစေကိန်ဒဥဝရဒုအစရှိတဲ့ဗုဒ္ဓဘာသာကောင်းဆောင်တွေကိုယ်တိုင်ကစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့အကြံဖတ်တောင်းကျမ်းတဲ့လုံရက်တွေကိုမတမြင့်မဲ့အစားမြောက်ပင့်ပေးတာတွေလောက်ဆောင်နေတာကြောင့်အခုလိုပြောဆိုခံလာရတာဖြစ်တယ်လို့ဆိုထားပါတယ် ဒါအပြင်စစ်ကောင်စီကောင်းဆောင်မြောင်းလိုင်ဥဆောင်တဲ့အဖွဲ့ကိုလည်းအလွန်ရက်ဆက်ကြမ်းကြုတ်တဲ့လုပ်ရက်တွေကိုလှောက်ဆောင်နေတဲ့အတွက်ကဘာကျော် IS အဖွဲ့တွေလိုအကြမ်းဖက်တောင်းကျမ်းသူအစွန်းရောက်စစ်တွေးကြအဖွဲ့လို့တောင်ပြောဆိုနေတာတွေရှိနေကြပြီးတော့စစ်ကောင်စီကောင်းဆောင်မြောင်းလိုင်ကြောက်လဲဗုဒ္ဓဘာသာဟာရက်ဆက်ကြမ်းကြုတ်တဲ့အကြမ်းဖက်တောင်းကျမ်းသူအစွန်းရောက်စစ်တွေးကြအဖွဲ့ဖြစ်နေရပြီလို့လဲဆိုထားပါဗျ။စစ်ကောင်စီကောင်းဆောင်မြောင်းလိုင်ဥဆောင်တဲ့စစ်ကောင်စီအဖွဲ့ဟာလည်းအပြစ်မဲ့ပြည်သူတွေကိုရက်ဆက်ကြမ်းကြုတ်ပြီးအစ်နာတရားကိမေတာတနားညာတာမှုခေါင်းပါတာ ုကျင်းစာတရားမရှိတာတွေအပြင်အလွန်တရာဆက်လျှောက်ယွန်းစရာကောင်းတဲ့အောက်တန်းကြတဲ့ဘုံကျဲတက်ပြတ်မှုလုပ်ရက်တွေကိုလည်းအရှက်အကြောက်မရှိထပ်တတယ်လဲကျွလွန်နေပါတယ်လို့လည်းဆိုထားပါဗျ။အဲဒါကြောင့်စစ်ကောင်စီကောင်းဆောင်မြောင်းလိုင်းနဲ့အဖွဲ့ရဲ့ရာဆိုးစစ်ရာဆိုးမှုကျွလွန်မှုတွေကိုအမြန်ဆုံးအရေးယူဆောင်ရွက်နိုင်ဖို့အတွက်ကိုလည်းဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ကိုငြိမ်ချမ်းရေးတန်ခတမကအဖွဲ့ကတောင်းဆိုထားပါဗျ။ တို့စီနေတဲ့တင်ထဏာရဲ့တနေတာရေဒီယိုတွေထုတ်လွှင့်မှုဟာဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရဝပြုအပ်ပါတယ်။နောက်နေ့တွေမှာလည်းစီနေကတင်ဆက်ပေးတဲ့တနေတာသတင်းတွေကိုနားဆင်မယ်ဆိုရင်စီနေရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်တယ်လို့ YouTube, Telegram, X နဲ့ TikTok တွေမှာလည်းနေ့စဉ်စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်းသတင်းကောင်းပါအပ်ပါတယ်ရှင်။